BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လင်းချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။တော်ရရှင်တို့ရှင်လန်းချမ်းကြပါစေဗျာဒီနေ့အော်တိုဘလတ်စလီရဲ့ အင်္ဂါနေ့ညချမ်းတွဲ BBC မြန်မာပိုင်းစီစဉ်နေစတင်နေပါပြီ။ယူကပွဲမမထဲကြဘူးဆော်အော်နေကြပါတယ်။အနာပါနေရဲ့ဖီးယားကြောင့်ဖြစ်စေကိုတိုင်ထဲ့ကျင်လို့ဖြစ်စေမဲထဲ့မဲ့သူတွေကပြစ်မှတ်ထားတာခံရမှာလား။တခါ slogan တွေကြောင့်ဒုက္ခရောက်သူတွေပုံများလာတဲ့အကြောင်းကျပ်ရတော့ကျပ်ရတော့ထဲဆော်လို့ရှိရင်ကွန်ပျူတာချုပ်ဆော်ဝဲလို့ကွန်ပျူတာလည်းချုပ်လိုက်ကြတယ်ခုဒီကရမ90ကအဲကရမမနိုင်အောင်ကွန်ပျူတာထဲချုပ်လိုက်ရတယ်ဆိုတော့ ဒီတင်းမပြင်းတခြားမြန်မာနဲ့နိုင်ငံလေသတင်းတွေကိုလည်းနားဆင်ကြမှာပါကျွန်တော်ကရင်မပါခင်ဗျသတင်းတွေကိုစပြီးတော့ရှင်းခံပြပါတော့မယ်။ဂါဇာမှာမင်းညက်ကလူခဏရောက်အစ်ဆစ်တက်ရဲ့ပြစ်ခတ်တပ်ဖြတ်မှုကိုခံခဲ့ရတဲ့အကြောင်းဂါဇာကစီးရုံတွေကပြောပါတယ်။ ကာဇာစီးတီးရှိပဲပိုင်းမှာအရိပစ်ခတ်မှုတွေကတခုဖြစ်ခဲ့ပြီးတော့အစ္စစ်တက်ကပြည်ရဲ့လိုင်းနာကိုတနည်းအားဖြင့်ပွဲလူတချို့ချင်းကလာပြီးတော့နောက်ဆုတ်ပေးဖို့ညှဉ်းဆန္ဒကြအောင်သူတို့ပြစ်ခတ်လိုက်တာလို့ပြောပါတယ်။အဲ့လိုရဟာပြစ်ခတ်ရဆေးရီကိုချုပ်ဖောက်တာလို့ဟာမတ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။သူမျိုးကြီးကိမဲ့သွားတဲ့အခြေအနေမျိုးဖြစ်မသွားအောင်လက်နက်ကင်တပ်ဖွဲ့တွေနဲ့ရဲတွေကိုတူးချထားတယ်လို့ဟာမတ်ကပြောပါတယ်။အပြုတ်ပြက်ပုံတွေနဲ့ပြည်နေတဲ့ကာသာထဲမှာ အစ္စရေးတရားခံလောင်းတွေကိုရှာဖွေတွေ့နိုင်မှုကတကယ့်ကိုကြီးမားတဲ့စိန်ခေါ်ချက်ပဲလို့နိုင်ငံတကာချက်ချင်းဤဖွဲ့ကပြောပါတယ်တချို့ကိုလုံးဝပြန်ရှာလို့မရတာမျိုးလည်းဖြစ်သွားနိုင်တယ်လို့ ICRC ကပြောပါတယ်တင်းနာနေကတရားခံလောင်း၄လောင်းကိုဟာမတ်စ်ကပြန်လွှဲပေးခဲ့ကြောင်းအစ္စရေးစစ်တပ်ကပြောပါတယ်ကာဇမာအဆောက်အဦ80ရာခိုင်နှုန်းကျော်ကပျက်စီးသွားပြီဖြစ်ပြီးတော့အပြိုပြက်ပုံ၄ချိန်တန်ချိန်အနည်းဆုံး9000လောက်ကိုရှင်းလင်းရမှာလို့ ရတမက UNDP ကခန့်မှန်းထားပါတယ်။မလေးရှားနိုင်ငံမှာအခုလကုန်ပိုင်းကျင်းပဖို့ရှိနေတဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲပွဲမှာအာဆီယံအနေနဲ့မြန်မာပြည်နဲ့ပတ်သက်ပြီးတော့တိကျပြတ်သားတဲ့ဖြူဟာအစ်တစ်ခုရေးဆွဲတဲ့လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM ကပြောပါတယ်။အာဆီယံဘုံသဘောတူညီချက်ရဲ့၅ချက်ချမှတ်ထားတာ၄နှစ်ကျော်လပြီဖြစ်ပေမဲ့အသက်မဝင်တော့တဲ့အနေထားဖြစ်နေပြီလို့သူတို့ကဆိုပါတယ်။ အာရှအနေနဲ့မဖြစ်မနေလုပ်တဲ့ချက်သုံးချက်ကိုသူတို့ကစုပြုထားပြီးတော့အဲ့ဒီချက်တွေကတော့အာရှနိုင်ငံတွေက စတက်ကလုံးမဲ့ယူကော့ဘွေကိုဆန့်ကျင်မှုထေတီးစုဝေးဘက်မှာစစ်ကောင်းဆောင်ကို တက်ခွင့်မပြုတာပြင်အာရှန်ဆက်ဆက်စီဝေးပွဲတွေမှာစစ်တက်ကကုသေကိုတက်ခွင့်မပြုဖို့လက်ရှိအာရှန်အလက်ကျဥက္ကဋ္ဌမလေးရှားလာမနေဥက္ကဋ္ဌဖိလစ်ပိုင်နဲ့မြန်မာအရေးအာရှန်အထုကုသေတို့ဥဆောင်ပြီးတော့ထိကြတဲ့ဗျူဟာတည်တရက်ကိုရေးဆွဲဖို့စတဲ့ချက်တွေကို အဆိုပြုထားပါတယ်မာဒါဂတ်စကာသမ္မတအန်ဒရီရက်ဂျူလီနာကသူလွတ်တော်ကိုဖျက်သိမ်းလိုက်တယ်လို့ပြောပါတယ်သူကသူဂျာရုကမစင်သေးကြောင်းကြေညာထားပေမဲ့လည်းမာဒါဂတ်စကာကျွန်းကနေသူထွက်ပြေးနေရတာကြောင့်သူမိန်ကဘလောက်တရားဝင်မှု ရှိတယ်ဆိုတော့ကတိတ်မတေချာလာပါဘူးအတက်ခဏကသူ့ကိုယာတုကနေဆင်းမှုလွတ်တော့ကနေတဆင်းဆွဆွဲပြစ်တင်မှုတွေစီရင်မှုတွေလုပ်မယ်ဆိုတဲ့တဲ့င်းတွေထွက်လာပြီးတဲ့နောက် သူကအခုလိုလွတ်တော်ဖြတ်သိမ်းကြောင်းပြောလိုက်တာပါအစိုးရကိုဆန့်ကျင်တဲ့လူငယ်ဆန္ဒပြမှုတွေကိုစစ်တပ်ကဖူးပေါင်းခဲ့တဲ့နောက်မန္တကစကသမဏဟာနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်ကပ္ပရေးကြောင်းကုန်သွယ်မှုကြောင်းတဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုရှော့ချနိုင်မဲ့အရေးကိုယူရပြီးတော့ကုလသမဂ္ဂကကြီးမှုထောက်ခံပေးတဲ့စွန့်ပွဲတစ်ခုကိုလန်ဒန်မှာစတင်ဖွင့်လိုက်ပါတယ်တမန်ရဲ့ကုန်သမှုကဏ္ဍကိုအခွန်ထုတ်ကပ်ပြီးတော့ကာဗွန်ထုတ်လွှင့်မှုကိုလျှော့ချမယ်ဆိုတဲ့ အစိုးပြချက်တွေဟာကုန်တွယ်တဲ့ကုန်တွေရဲ့ကုန်ကြစည်ကို မြင့်သွားစေလိမ့်မယ်လို့အမေရိကန်ကုစတဲ့ကဖွင့်မင်းကုန်းမှာဆွေးနွေးပါတယ်။ဘူတန်ရှင်နဲ့လောင်စာတွေထုတ်လုပ်ကြဖို့နိုင်ငံကသဘောတူစာချုပ်ကိုအမေရိကန်ကထောက်ခံမှာမဟုတ်ဘူးလို့လည်းသူကပြောပါတယ်။ကမ္ဘာကာဗွန်ထုတ်လုပ်မှုစုစုပေါင်းရဲ့300ခန်းကရေချောင်းကုန်တင်တင်မော်ရီစီကလာတာဖြစ်ပါတယ်။ ကမ္ဘာမှာ AI လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ American ပြည်ရင်အကြီးဆုံးဖြစ်မဲ့စုံရည်ကြီးတစ်ခုကိုနောက်ငါးနှစ်တာကာလအတွင်းမှာအိန္ဒိယမှာတည်ဆောက်ဖို့ Google ကသူတို့ဒေါ်လာ15ဘီလီယံရင်းနှီးမြှုပ်နှံလိုက်ပြီလို့ပြောပါတယ်။ Andhra Pradesh ပြည်နယ် Visa Kapanam က Data Center ဝင်းနဲ့မှာ1 GigaWatt လုပ်နိုင်စွမ်းနဲ့စတင်မှာဖြစ်ပြီးတော့နောက်ထပ် GigaWatt များစွာအထိလုပ်ဖို့လည်းလှုပ်ဆောင်တော့မှာဖြစ်ပါတယ်။ AI ကိုအားပေးနေတဲ့အိန္ဒိယမှာ Data Center တွေဆောက်ဖို့ဤပညာကုမ္ပဏီကြီးတွေက ဒေါ်လာဘီလီယံများစွာယင်းနီးမြုံနှံနေကြပါတယ်။အနည်းကဝီတင်နဲ့ဘယ်ဂျီယံမြို့သားဘလုံးတင်တို့ကပ္ပလာခြေစပွဲကနေတော့ကွင်းထဲကိုကျူးကျော်ဝင်လာမှုတစ်ခုကြောင့်ပွဲကိုခဏရပ်ခဲ့ရပါတယ်။ဒုတိယပိုင်း55မိနစ်တည်းသူတို့နှစ်သင်းကနေကြတော့ကွင်းထဲကိုဝင်လာတာကတော့ဘသူမှမှန်းဆမထားကြတဲ့ကြွက်တကောင်ပါ။ကြွက်ကြီးဟာသူ့ကိုဖမ်းဖို့ကြိုးစားတဲ့ဘယ်ဂျန်ကိုသမားကော်တွာကိုဖျက်ကျော်သွားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ဝေးရှစ်တမလားကျွန်စင်ကဒီကြွယ်ကြီးကိုကွင်းပေးကလုံညူတဲ့နေရာစီကိုရောက်အောင်လမ်းကြောင်းပြီးတော့မောင်းသွားပြေးနိုင်ခဲ့ပါတယ်။ဝေးကအကဒမီမှာကညာတဲ့ဒီပေါ်လုံးမှာပေကျင်းကနောက်ဆုံးမှာလီဂူနီကူနဲ့နိုင်သွားခဲ့ပါတယ်။ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ ကောင်ရှင်ကကျင်းပမယ့်ကမ္ဘာမှာပြည်သူတွေနဲ့ပူးပေါင်းပေါင်းနှံမျိုးမလုပ်ဖို့မကူညီကြဘူးမြို့သားညီညွတ်ဆွေရအင်ဂျီပါဝင်တော်လိုင်းရေးတပ်ဖွဲ့တွေကသတိပေးကြရထုတ်ပြီးတော့တားမြစ်ထားကြပါတယ်ဒါပေမဲ့ပြည်သူတွေနေနဲ့ယူကဘမှာကိုတိုင်ပါဝင်မဲပေးကျင်တာဖြစ်စေအနာဘနီရဲ့ဖီးယားကြောင့်မဲပေးရတာဖြစ်စေအဲ့လိုဟာမျိုးတွေဖြစ်လာရင်အေးအေးရွာတွေကျုံရနိုင်မှာလားပြည်စုံကိုမဆန်နေထုံးကပြပြမှာပါ ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲမှာမဲပေးတဲ့ပြည်သူတွေကို NUG ရောတော်လှန်ရေးအင်အားစုတွေဘက်ကပါအရေးယူမှာမဟုတ်ဘူးလို့ NUG ကပြောပါတယ်။ ဒါပေမဲ့စစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုမပူပေါင်းကြဖို့နဲ့မဲဆွဲစည်းရုံးရေးနဲ့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့လုပ်ငန်းစဉ်တွေမှာတဏီနီးနဲ့ပူပေါင်းပါဝင်ရင်တော့ဖန်စီထိမ့်သိမ့်ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူသွားမယ်လို့ဆိုပါတယ်။2020ပြည့်နှစ်ရွေးကောက်ပွဲရလကအခုချိန်ထိတရားဝင်နေသေးတာကြောင့်စစ်တပ်ကျင်းပတဲ့ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်သလိုရွေးကောက်ပွဲရလကိုလည်းဘလို့နီးနဲ့မှအသိမှတ်ပြုမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူ ဦးနေဖုံးလက်က BBC ကိုပြောပါတယ်တော်လိုင်းရေးအဖွဲ့တွေဘက်ကထုတ်ပြန်တားမြစ်ထားတာတွေကိုသူတို့စိုးမိုးထိန်းချုပ်တဲ့နေရာတွေမှာသာအကောင့်ထဲပေါ်လို့ရနိုင်ပေမဲ့စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေကနေထိုင်သူတွေအတွက်ကိုရောဘလို့တက်ရောက်မှုတွေရှိနိုင်ပါလဲဒီပေါ် NUG ပြောခွင့်ရသူဦးနေဖုံးလက်ပြောတာက ပြည်သူလူထုအနေနဲ့ကတော့တရားမတူအောင်ရွေးကောက်ပွဲပေါ်မှာစိတ်ဝင်စားမှုလည်းမရှိဘူးပူပေါင်းဆောင်ရွက်မှုအပြုလုပ်ကြမှာလည်းမဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့အချမ်းဘတ်စစ်တပ်ဘက်ကဖိအားမျိုးမျိုးပေးပြီးတော့ဆိုတဲ့ဒါမိုဘီတနက်မှုတနက်ပြပြီးတော့ချင်းချောက်ဆောင်ရွက်တာမျိုးတွေဒါရှိလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်အဲဒီကြောင့်မလို့ဒါပြည်သူတွေအနေနဲ့ကတော့ဒါတတ်နိုင်တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီတတ်နိုင်တဲ့များကျွန်တော်တို့ဒါရှောင်ရှားဆောင်ရွက်ကြဖို့ဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေအနေနဲ့ရောကျွန်တော်မျိုးသားညီညွတ်အစိုးရအနေနဲ့ရောဒါပြည်သူတွေကိုတော့အဆုံးတရားရည်ယူဆောင်ရွက်တာမျိုးတွေပြုလုပ်မှာမဟုတ်ပါဘူးဗျစစ်တပ် ရဲ့ရွေးကောက်ပွဲအတွင်းမဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာပါဝင်နေတဲ့သူတွေကိုထိထိရောက်ရောက်ဖမ်းဆီးအရေးယူမှာဖြစ်တဲ့အပြင်တိုက်ခိုက်တာတွေပါရှိလာနိုင်တယ်လို့တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။ကရင်မျိုးသားစည်းရုံး KNU ကတော့ရွေးကောက်ပွဲမှာမပါဝင်ကြဖို့ထုတ်ပြန်ထားပေမဲ့အကြမ်းမဖက်နီလန်းတွေနဲ့အဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့ဆိုပါတယ်။ စစ်တပ်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘလို့သဘောထားရှိလဲဆိုတာ KNU ပြောခွင့်ရသူဘဒုစောတော်နီပြောတာကဒါမှမဟုတ်တို့တို့မှာအဖွဲ့တရားများဆိုတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့မူဝါဒအချင်းအရာကျွန်တော်တို့ကတော့အကြမ်းဖက်တဲ့နီးနဲ့ဆန့်ကျင်တက်ပြောက်ကိုပြောရဲဆိုပေမဲ့တချို့အဖွဲ့တွေကြတော့အဲ့ဒါနဲ့အားမရတဲ့ဟာတွေကတော့ချိနေတယ်ကြားလေးကြားနေရတွေ့လဲတွေ့နေရတယ်ဆိုတာတော့ကျွန်တော်တို့ဘလို့မှအဲ့ဒါတော့အာမမခံနိုင်ဘူးတတိပဲပေးနိုင်တာကတော့သွားတတိလာတတိနေတတိပေါ့နော်အဲ့ဒါတွေတစ်ခုလောက်ပဲကျွန်တော်တို့အဲ့လောက်အထိပဲပြောလို့ရပါတယ်ဘာဖြစ်လဲဆိုတော့အဖွဲ့တိုင်းအဖွဲ့တိုင်းကကျွန်တော် တို့တောင်းခံလို့မရဘူး။ပြီးခဲ့တဲ့စက်တင်ဘာကတော့မွန်ပြည်နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ပါတီဝင်တချို့ကိုလက်နက်ကင်အဖွဲ့တစ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးတဲ့နောက်ပြန်လွှတ်ပေးခဲ့ပါတယ်။ online လောက်သားလူတွေများတဲ့ငပ်ပစ်ကိန်းကျွတ်ဖန်ကိန်းစတဲ့ slot game တွေကြောင့်လူတွေပုံပြီးတော့ဒုက္ခရောက်လာလို့တေချောင်းကြံစည်မှုတွေအထိပါဖြစ်လာတယ်လို့သိရပါတယ်။တားဆီးဖို့အားနေတာကြောင့်ဒီလိုဖြစ်နေတာပိုဆိုးနေတာလို့လည်းဆိုကြပါတယ်။တရင်ပြေဆုံးကိုကိုတန့်စင်ကပြောပြမှာပါ။ လက်ရှိမြန်မာမှာခေတ်စားနေတဲ့တရားမဝင် online လောင်းကစားဂိမ်းတွေကိုကျောင်းသားလူငယ်တွေကနေအသက်အရွယ်ကြီးသူတွေအထိနေရာအဆုံမှာနေစဉ်ဆော့နေကြပါတယ်။အထူးသဖြင့်ငါးပစ်ဂိမ်း၊ကျွဲဖန်ဂိမ်းအပါအဝင် slot ဂိမ်းတွေဖြစ်ပြီးငွေထည့်ဆော့ရင်ငွေပြန်ရမယ်နိုင်မယ်လို့ယုံကြည်နေကြတာပါ။ဒါပေမဲ့ software နဲ့တရားရေးဆွဲထားတာကြောင့်ဆော့ကစားသူတွေပဲရှုံးနေတာပါ။ဒီ software ကိုစတင်ရေးဆွဲခဲ့တဲ့နည်းပညာကျွမ်းကျင်သူကိုယ်တိုင်ကနောက်ပိုင်းမှာဆော့ကစားသူပဲရှုံးအောင်ရေးဆွဲခဲ့တာလို့ BBC နဲ့ interview မှာဝန်ခံဖြေဆိုထားပါတယ်။ ဒီကိန်းတွေကြောင့်ငွေကြေးအခက်အခဲတွေဖြစ်ဒုက္ခတွေရောက်ပြီးဘဝပြတ်တာတွေများလာနေတယ်လို့အသက်တည်ဆုံးမှုအထိကြံစည်သူတွေပါရှိလာနေပါတယ်။ဒါ့အပြင်ဒီကိန်းတွေဆော်ရင်အရှုံးများပြီးငွေလိုတာကြောင့်လူရက်တက်ဖြတ်တာတွေပါရှိလာနေတယ်လို့ဥပဒေအတိုင်းဝန်ကပြောပါတယ်။ဒီကိန်းတွေနဲ့ပတ်သက်ပြီး online လောင်းစားလုပ်ငန်းတွေလုတ်ကင်ခဲ့မှုတူကအခုလိုရှင်းပြပါတယ်။တဲ့တင်းချုံတော့တော့တဲ့တင်းချက်တယ်ထွက်လာမယ်မတင်နဲ့မထွက်လာဘူးပြောလို့ရတယ်တင်း100 200လောက်ချုံတော့တယ်ကွာ200ချုံတော့မှအခုပြန်ထွက်50တောင်ပြန်မထွက်ဘူးကြာ နှစ်ပတ်နှစ်ပတ်ကအဲ့ဝင်ကျွန်တော်ပဲထွက်တယ်ခမရသောတဲ့ငွေမောက်တိုင်းတာတခုကိုကြည့်ပြီးတော့မှအခုခမရငွေမောက်ဘယ်လောက်ရောက်နေလဲဆိုတော့ကျွန်တော်ကကြည့်လို့ရတယ်ခမရကတော့ပေးလိုက်ပါပဲတချိန်တချိန်တော့ပေးလိုက်ပါပဲကျန်တာပေးပြီးတော့ရှိရင်ခဏချက်ပြီးတော့ဆက်ပြီးတော့ထည့်ဆော့လို့ရှိရင်တော့ကွန်ပျူတာချုပ်ပြီးဆော့ရအောင်ဆိုကွန်ပျူတာလည်းချုပ်လိုက်ကြတယ်အခုဒီကစားမနိုင်နေပြီဆိုအဲ့ကစားမနိုင်အောင်ကွန်ပျူတာနဲ့ထိန်းချုပ်ခဲ့ရတယ်သူက စစ်တပ်ကတော့အဲ့ဒီလိုလုပ်ငန်းတွေကိုဖမ်းဆီးရေးယူမယ်လို့2023ဇန်နဝါရီမှာသတင်းထုတ်ပြန်ခဲ့ပေမဲ့လက်ရှိအချိန်ထိထိထိရောက်ရောက်အရေးယူနိုင်တာမတွေ့ရသေးပဲဂိမ်းကစားသူတွေသာများလာနေတယ်လို့နှီးပညာကျွမ်းကျင်သူတွေကပြောပါရယ်။ online လုပ်ငန်းတွေနဲ့ပတ်သက်ပြီးဘလို့အရေးယူလို့ရနိုင်ပါသလဲ။ရန်ကုန်ခြေစိုက်ရှိနေတဲ့အူကအခုလိုပြောပါရယ်။ ဒီ2019ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ဒီနောက်ကစားဥပဒေမှာလည်းဒီအဲဒီ electronic နည်းပညာကိုအသုံးပြုတဲ့ဒီနောက်ကစားတုံးနဲ့ပတ်သက်လို့လည်းအထက်သင့်ပြီးတော့ဆန္ဒရတာရှိတယ်။ဒီဟာနဲ့လည်းကျွန်တော်အရေးယူရနိုင်တယ်လို့2025ဇန်နဝါရီလတစ်ရက်နေ့ကပြဋ္ဌာန်းခဲ့တဲ့ cyber လုံခြုံရေးဥပဒေမှာလည်းဒီဟာနဲ့ပတ်သက်လို့ပြဋ္ဌာန်းရတာတွေ့ရတယ်။ဒီဟာတွေနဲ့ကျွန်တော်တို့အရေးယူလို့ရတာပေါ့နော်။ ကေဘင်းနဲ့ဝေမန်းနီတို့လိုတရားဝင် digital ငွေကြေးလမ်းကြောင်းတွေပေါ်ကနေအချိန်ပြည့်ထည့်သွင်းလွှဲပြောင်းလုပ်ကိုင်နေတဲ့အဲ့ဒီ slot game လုပ်ငန်းလုပ်ကိုင်သူတွေကိုဖမ်းဆီးရေးယူနိုင်တာမတွေ့ရသေးပါဘူး။ဒါကြောင့်လူအများကြီးပြန့်နှံ့နေတဲ့ online လောင်းကစား slot game ဆော့သူအခြေအတွက်ပိုများလာနေတာဟာကြီးမားတဲ့အနေရဖြစ်နေပြီလို့ဥပဒေကျွမ်းကျင်သူတွေနဲ့ဤပညာကျွမ်းကျင်သူတွေကပြောဆိုနေကြပါတယ်ခင်ဗျာ။ ရာဝီလပိုင်းနေကြဆရာမန်နီတန်နဲ့ကရာဝီမြစ်တခြားမှာဘက်ထရီနဲ့ short time ငါဖက်နာတွေပုံများလာတယ်လို့သိရပါတယ်အဲ့လို short time ငါဖက်မှုဟာရင်းနေတော်မျိုးစိတ်အားလဲကိုသိစင်နိုင်လို့ဆိုရင်ကြတွေဖြစ်နေပြီးတဲ့ကြောင်းတဘောပဝင်ကျင်ထင်းတဲ့သူတွေကပြောပါတယ်မတ်တရာကပြောပြမှာပါအေယာဝတီလပိုင်းနေကြစားတဲ့စင်ကိုတပိတ်ချင်းငဇုံမျိုးနဲ့နဲ့မင်းငုံဒေတာအနည်းကအေယာဝတီမြစ်ထဲမှာ short time ငါးဖန်တာကိုဒေတာကန်တွေအုပ်စုလိုက်လုပ်နေကြတယ်လို့ပြောကြပါဗျ။ အဲ့ဒီဒေသခံတွေဟာအခြားအလုပ်လည်းမရှိသလိုရှော့တိုက်ငါဖန်းတာကဝင်ငွေပိုရတာကြောင့်ထိနေရမယ်ရင်းနှီးသက်သွားတွေထိခိုက်မှုကိုဂရုမစိုက်နိုင်တာလို့ဒီအချင်းတွေကိုတည်သူတွေက BBC ကိုပြောပါတယ်၂021မတိုင်ခင်ကတော့ပုံမှန်ငါဖန်းသူတအူးကတရက်ကို9000ကျပ်ရရင်တရက်မဝင်ရှော့တိုက်ငါဖန်းသူတွေက3000ကျပ်ခန့်ရခဲ့တယ်လို့လည်းဆိုပါတယ်လပိုင်ထိသိမ်းရေးလုပ်တဲ့ကြီးရွာအများစုလည်းမိရှုခံရပြီးရွာကနေထွက်ပြေးနေရတာကြောင့်လပိုင်ထိသိမ်းရေးအပိုင်းမှာအားနည်းလာတာလို့ဆိုပါတယ် ဒါနဲ့ပတ်သက်လို့စင်ကူးမြို့နယ်လဝိုင်းထင်းသီးကြီးရွာရေလုံသားတအူးပြောတာကဟိုဒီဒိမင်းအဖွဲ့စီရီယားနဲ့ဟိုကနပြောလို့ဘာမှမတင်ကြတယ်လည်းမလို့ရကြဘူးလေ။ဘယ်လိုပြည့်တယ်မဟုတ်ပါဘူး။ဘာလို့ဆိုတော့သူတို့ကလည်းအဲ့ဒါကြီးအခေါင်းကောင်းယူပြီးတော့ကြောက်ရတော်တော်လေးဆိုးနေတယ်။ဒီတော့ကြိုးရချင်းချောက်တာမို့လေနင်းတို့မလုံးနဲ့ဘာညာတော့ရှိတယ်ဒါမှမဟုတ် ဟိုမလေးလေးဆောင်မှုအသိမရှိရဘူးလောက်သာလက်ပေါင်းရတော့ဘူးအတော့ဒေါ်တော်ပေါ်တင်လုံနေတယ်လို့လည်းတော့တွေ့နေတယ်။ဘယ်လိုညာပေါ်တင်လုံနေတယ်လို့တွေ့နေတယ်။ကိုယ်လိုတော့မဟုတ်တော့ဘူး။စင်ခုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကတော့ဒေသခံတွေကိုပညာပေးတာတွေလုပ်ပေးမဲ့အရေးယူတာတွေလုပ်ဖို့ရှိတယ်လို့လည်းပြောပါရယ်။မြေထမ်းမှာဘက်ထရီနဲ့ရှော့တိုက်ငါးဖက်နာဟာရေနေတသွားမျိုးစိတ်အားလုံးကိုသိစေနိုင်တယ်လို့မျိုးပွားမှုကိုပါထိခိုက်နိုင်ပြီးငါးမျိုးစိတ်တွေမျိုးသုံးလာနိုင်ပါရယ်။အရာဝတီလပိုင်းကြီးအတွက်ဘလို့တက်ရောက်မှုတွေရှိသွားနိုင်ပါလဲ။ လပိုင်ထင်းသိင်းကြီးနဲ့သဘောပုံဝင်ရှင်ထင်းသိင်းကြီးအဖွဲ့တစ်ခုရဲ့ဥဆောင်သူတဦးပြောတာကညပိုင်းမှာမိသူပွဲတော်ကြီးအလားပဲမိတွေထုံးပြီးတော့ချောတိုင်နေကြတာချောတိုင်မှာမှတော့ဓမ္မတိကတော့ရေးတရားသားတာဗာရောဘယ်လိုရောခွင်းရောရေးဖို့ရောအဲ့တော့ရေးတရားသားတာအကုန်ပါအကုန်လုံးပါခုလပိုင်းဒီကတော့အပိုင်းကကြားပါကြီးအဲ့တော့အမှုချင်းတွေကြောင်းမလားအပါခွင့်တဲ့အတွက်နေရာချင်းကြောင်းမလားအချားပေါ့နော် နောက်ထပ်ကျွန်တော်တောင်းမိုးထားတဲ့အရာတွေလပိုင်းမှမဟုတ်ဘူးအခြားအကောင်တွေရှိသေးတယ်။လပိုင်းထင်းသင်းရေးလုပ်ငန်းတွေမလုပ်နိုင်တာငါးနှစ်ဝန်းကျင်ကြာပြီလို့ဆိုပါတယ်။စစ်တဲရဲ့ငါးဖက်လုပ်ငန်းဦးစီးဌာနဘက်ကလည်းလပိုင်ထင်းသိမ်းရေးလုပ်ငန်းကွင်းစင်းမလုပ်နိုင်တာကြောင့်အကောင်ကြီးတိုးတာယော့တာမသိနိုင်သေးသလိုအခုလိုလျက်စစ်လျှော့တိုက်ငါးဖက်နာတွေကိုလည်းအရေးယူဖို့အခက်အခဲရှိနေတယ်လို့ပြောပါတယ်။2020ပြည်နှစ်ကကောက်ယူထားတဲ့မှတ်တမ်းတွေအရတော့မြန်မာနိုင်ငံမှာအေယာဝတီလက်ပိုင်း89កောင်ရှိခဲ့ပါတယ်ရှင်။မှတ်တရပါ တော်တော်ရှိမှာမြားဒီညအတွက်ထုတ်လင်းပေးတဲ့ BBC Mobile Senior Radio စီစဉ်ကတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာလာမယ့်မနေ့ပိုင်းအတွက်မှာ BBC ရဲ့ TV စီစဉ်ကိုထုတ်လင်းပေးတော့မှာဖြစ်ပါတယ်တော်တော်ရှိတို့ BBR ဝေကွာလို့ရှင်လန်းချမ်းမြေ့ကြပါတယ်ခင်ဗျာ BBC ကိုနားဆင်တဲ့အတွက်အထူးကျေးဇူးတင်ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။